အားလုံးမင်္ဂလာပါ Four Prince ပြန်ကြိုဆိုပါတယ်ကျွန်တော်ဒီစနေနေ့ညမှာဆိုရင် Premier League ကျွန်တော်ဒီပွဲစဉ်တွေရှိတယ် Premier League ကျွန်တော်ဒီပွဲစဉ်တွေဖြစ်ကျွန်တော်ဒီ Van City နဲ့ကျွန်တော်ဒီ Crystal Palace ပြီးတော့ကျွန်တော်ဒီ Arsenal နဲ့ Brentford ဒီပွဲစဉ်တွေရှိတယ်ဒါရင်လည်းကျွန်တော်ဒီပြောကြည့်အောင်ဒီဆိုကျွန်တော်ဒီ Van City နဲ့ကျွန်တော်ဒီ Crystal Palace ဒီပွဲကပြောမယ်ဆိုရင်ညမှာဆိုရင်6နိုင်မှာကံမယ်ကျွန်တော် Man City ရဲ့အင်္ဂလိပ်တဲ့ Etihad မှာကံမယ် တမတ်ဆိုရင်ဒီပွဲစဉ်ကကျွန်တော်ဒီဘန်စီးတီးကတကယ်လို့မှကျွန်တော်ဒီအရေးကြီးတဲ့ပွဲစဉ်ဖြစ်တယ်။အမိတ်နိုင်ဖို့နိုင်ဖို့သူတွေလိုအပ်တယ်။ဒါကြောင့်ချက်မှာဆိုရင်ကျွန်တော်ဒီမန်စီးတီးရဲ့ကျွန်တော်ဒီအနေထားကိုကြည့်မယ်ဆိုရင်ချန်ပီယံလိဂ်ကြုံဖို့အတွက်က အမှတ်ကသူနေတော်တော်လေးသူနေလောကနေပြီဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီချေစီးနေကသူနေအမှတ်ကွာဟာနေပြီတမတ်တမတ်ကွာနေတယ်ဒါပြန်ကျွန်တော်တို့ဒီစင်ကနယူကာဆန်နဲ့အမှတ်ကွာနေတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမန်စီးတီးကသူနေနိုင်ဖို့လိုအပ်နေပြီအမှတ်ရလုံးဖြစ်တော့ဘူးဒီချက်မှာဆိုရင်ကျွန်တော်တို့ဒီမန်စီးတီးရဲ့ကျွန်တော်တို့ဒီအခြေအနေကိုကြည့်မယ်ဆိုရင်တော်တော်လေးကမှကျွန်တော်တို့ဒီစီပီအက်ဖျားကောင်းတယ်ပြီးကြတဲ့ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီယူနိုက်တက်ကသူနေအသေးချခဲ့တယ်အဲပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီမန်စီးတီးရဲ့ခြေစွမ်းက တော်တော်လေးကမှကျွန်တော်ဒီညံဖြင်းလွန်းတယ်ဒီတစ်ချက်မှဆိုရင်ကျွန်တော်ဒီမှာစီးကနောက်ဆုံးကတည်းကငါဘက်မှာဆွေးသူတွေနှစ်ပွဲတိုင်တယ်နှစ်ပွဲတည်ကြတယ်တစ်ပွဲရှုံးတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာစီးရဲ့ကျွန်တော်တို့ဒီအနေထားကြီးကဘလို့မဟုတ်လက်ခံစရာမရှိဘူးဗျာဒီနေရာမှာဆိုရင်ကသာသမားတွေရဲ့ကျွန်တော်တို့ဒီခြေစွမ်းတွေနီးပြရဲ့နီးပြဟာတွေဇာဇာထုတ်ပုံတွေတော်တော်လေးကမှပြောမယ်ဆိုရင်ဝေဖန်မှုတွေကခံရရတယ်တော်တော်လေးမှကျွန်တော်ဒီစိတ်ပြည့်ဆရာကောင်းတယ် ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ဒီ Man City ကကျွန်တော်ဒီမှန်ကန်တဲ့ကျွန်တော်လူစားထုတ်ပုံတွေမှန်ကန်တဲ့နေစနစ်တွေဒါမျိုးတွေညာချန်ဖို့တွေလိုအပ်တယ်ဒီပွဲစဉ်မှာဆိုရင်ပိုဆိုးတက်ကကျွန်တော်တစ်စစ်ပါဟာလန်ပါဟာလန်ပါတဲ့တိုက်စစ်ပိုင်းကတော်တော်လေးကောင်မှာပြောမယ်ဆိုရင်အာနယ်လွန်းတယ်ပြောမယ်ဆိုရင်ကျွန်တော်ဒီဟာလန်ကကျွန်တော်ဒီပြောမယ်ဆိုရင်သူ့ပါပြီဆိုရင်သူ့တောင်ရာဂိုးကအများကြီးအတွင်းပေးတယ်တကြည့်ရှင်းမှာဆိုရင်ကျွန်တော်ဒီဟာလန်ပါဟာလန်ပါတဲ့တိုက်စစ်ပိုင်းကရုံးကန်နေရအောင်ပါပဲပြီးခဲ့တဲ့ကျွန်တော်ဒီပွဲစဉ်မှာဆိုရင်နောက်တစ်ခုသူ့အနေနဲ့ဂုံသွင်းနိုင်ခဲ့ဘူးဘာမှကျွန်တော်ဒီတိုက်စစ်ပိုင်းက ချစ်ထောင်ပြုလုပ်နိုင်ခဲ့ဘူးဒီညမှာဆိုရင်ကျွန်တော်တို့ဒီမှာစီးရတက်စစ်ပန်းကကျွန်တော်လေးပါသူနဲ့ယုံနေရတယ်ဒါအပြင်ကျွန်တော်ဒါအပြင်ကမှကျွန်တော်ဒီ folder ဘာလို့စေးပါဒီသမားတွေကကျွန်တော်ဒီခြေစွမ်းကလည်းဘလို့မှကျွန်တော်ဒီအားစရာမရှိဘူးကျွန်တော်လေးမှကျွန်တော်ဒီညံလုံးနဲ့ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ဒီ man city ကကျွန်တော်ဒီ folder ဘာလို့စေးပါ သူတို့ကဘယ်မှာဆွဲတယ်လို့ရန်ကုန်သူတွေထားတဲ့နဲ့ဘယ်မှာဆွဲတယ်ကသမားတွေကကျွန်တော်ဒီခြေသွင်းရကြည့်မဲ့ဆွဲပရိုတကွန်ရပေါ်သူတွေထိုက်တန်တော့ဗျာဒီနေရာမှာဆွဲကျွန်တော်ဒီအပြောင်းနဲ့သူတွေလောက်ရမယ်ဒီဘက်မှာဆွဲကျွန်တော်ကဒရန်နေနဲ့ဘယ်မှာဆွဲမန်ကနေလူစားထုတ်ပုံတွေနဲ့လောက်ရမယ်အတင်းအတွက်ကျွန်တော်အဆင်ပြေဆုံးဖြစ်ကတော့အဆင်ပြေဆုံးဖြစ်လူစားထုတ်ပုံဒါရသူတွေလောက်ပြရမယ်ဒီပြခါပြောင်းလဲဒါမျိုးသူတွေလောက်ပြရမယ်လက်ရှိချိန်မှာဆိုရင်ကျွန်တော်ဒီမန်စီးတီးကကျွန်တော်ဒီပွဲတန်းပွဲတန်းကိုကျွန်တော်ဒီအီယော်ရသူတွေကစားနေတယ်ဘယ်မှာလဲသူတွေဆွန်ရှုံနေတယ်တော်တော်လေးမှကျွန်တော်ဒီအချင်းနေဆွန်နေတယ်ဒီနေရာဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီခစ္စတယ်ဘဲလီခစ္စတယ်ဘဲလီကျွန်တော်ထိ ျွန်တော်ဒီခြေစွမ်းကိုကြည့်မယ်ဆိုရင်တော်တော်လေးမှကျွန်တော်ဒီကောင်းလုံးတယ်ခရစ်စတယ်ဘဲလေးကအမဲဆိုရင်နောက်ဆုံးကလေးကျွန်တော်အားမှာဆိုသူနဲ့၄ဘွတ်နိုင်တယ် တပွဲတည်ကြတယ်ရှုံဘွယ်လုံးဝမရှိဘူးဘာမှဆိုရင်သူတို့အသင်းကျွန်တော်တို့ဒီခြေစွမ်းကြီးကတော်တော်လေးမတူနေတာကောင်းနေတယ်ဒီနေရာမှာဆိုရင်သူတို့အသင်းကျွန်တော်တို့ဒီလူစင်းမှာဆိုရင်ကျွန်တော်တို့ဒီ SC တို့ကျွန်တော်မတိတ်တူနေရှိတယ်ဒါအပြင်ဝါတန်တို့ပေါ့သူနေရှိတယ်နောက်တက်မှာဆိုရင်ဂူဟီတို့ပေါ့သူနေရှိတယ်ဘာမှဆိုရင်သူတို့အသင်းလူစင်းတော်တော်လေးတူနေတောင်းတယ်မန်စီတို့တော့မန်စီတို့တူနေဒုက္ခပေးသူနေလော်လောက်တယ်ဒါအပြင်ကတော့ကျွန်တော်တို့ဒီခစ်စတယ်ဘေးလေးကကျွန်တော်တို့ဒီမန်စီနဲ့တူတယ်တူနေအမြန်တူနေဒုက္ခပေးတယ်ဒီရာဒီမှာဆိုရင်ကျွန်တော်ပထမကြောက်မန်စီတူနေတဲ့ဒေခံစားတယ်ပြီးကြရာဒီကဆိုရင်ကျွန်တော်ဒီမန်စီရဲ့အကွက်မှာဆိုတဲ့ဒေခံစားတယ် ပြောရဆိုရင်တော့ Crystal Palace ကကျွန်တော်ဒီ Man City နဲ့တွေ့ဒီ Chelsea နဲ့တွေ့တိုင်းအများကြီးဒုက္ခပေးတယ်ဒီတစ်ချိန်မှာလည်းကျွန်တော် Man City ဒုက္ခပေးသူတွေနဲ့ဒုက္ခပေးသူတွေနဲ့ကြိုးစားဦးမှာပဲဒုက္ခပေးဦးမှာပဲဒီချိန်မှာဆိုရင်ကျွန်တော်ဒီ Man City ရဲ့ကျွန်တော်ဒီခြေစွမ်းရဆိုရင် Crystal Palace ကိုနိုင်ဖို့ဆိုတော့ကတိတ်ပြီးတော့မလွယ်ကူလောက်ဗျာဒီချိန်မှာဆိုရင်ကိုအသင်းရဲ့ကျွန်တော်ဒီခြေစွမ်းကညံ့ပါတယ်ဆိုမှတွေ့လိုက်တဲ့အသင်းက Crystal Palace ကိုဒုက္ခပေးကြတဲ့ဒါအပြင်ကိုမှကျွန်တော်တို့ဒီအာခြေစွမ်းကောင်းနေတဲ့အသင်း ကမဆိုရင်ဒီပွဲစဉ်ကမန်စီအတွက်လုံးဝကျွန်တော်ဒီမလွယ်ကူဗျာဒါပေမဲ့လည်းဘယ်လိုပဲမလွယ်ကူပါစေဒီပွဲစဉ်ကိုမန်စီကနိုင်ဖို့လိုအပ်တယ်အမှန်လိုအပ်နေတယ်ဒါမှမဟုတ်ကျွန်တော်ဒီဆုံးရှုံးခဲ့မယ်ဆိုရင်ကတော့ ထပ်ပြီးကျွန်တော်တို့စေဝင်ကျန်တယ်အဲ့ဒါပဲတက်နိုင်တော့ပဲဆိုတော့ကျွန်တော်ဒီဝက်ဆွန်မှာစီးရတူနေနဲ့နိုင်ဖို့လိုရတယ်နိုင်အောင်ကန်နိုင်ပါလားနိုင်အောင်ကန်နိုင်ပါမလားညနေကျွန်တော်ဒီစောင်းကြည့်ရမယ်ဒီဘွဲကျွန်တော်၆နိုင်မှာကန်မယ်မန်စီးတီးအိဒီယံမှာကန်မယ်ဆိုတော့ကျွန်တော်နောက်တစ်ဘွဲကကျွန်တော်တို့ဒီအာဆင်နယ်နဲ့ကျွန်တော်တို့ဒီဘရန်ဖို့ဒီဘွဲကပြောမယ်ဆိုရင်ကျွန်တော်ဒီအာဆင်နယ်အကွန်မှာကန်မယ်အမိတ်မှာကန်မယ်ကျွန်တော်တို့ဘွဲချင်းဆက်တနိုင်မှာကန်မယ်သောမတ်ဆိုရင်ကျွန်တော်တို့ဒီဘွဲကကျွန်တော်တို့ဒီအာဆင်နယ်နေနဲ့ကဘာမှကျွန်တော်တို့ဒီပြောမယ်ဆိုရင်တိတ်ပြီးတော့အာအေးစစ်စစ်ပဲကြာဒီဘွဲပြောမယ်ဆိုရင် အာဆင်နယ်ရရှိရှိမှာဆိုပရီးမီးယားလိမှာဆိုသူတို့ကနှုံးချက်ကတိတ်ပြီးတော့မရှိတော့ဗျာလီဗာပူးနဲ့ကအမှတ်ကတော်တော်လေးတွင်လည်းကွာနေတယ်ဒီနေရာမှာဆိုကျွန်တော်တို့ဒီမဲ့ဆိုရင်တော့ဒီအာဆင်နယ်ကဒီဘိုးကတူနဲ့အေးဆေးတူနဲ့ကစားမယ်ဒါအပြင်ကျွန်တော်တို့ဒီဂျာမားဆိုကျွန်တော်ဒီအာဆင်နယ်ကကျွန်တော်ချန်ပီယံလိဂ်တွင်လည်းကြရအောင်မယ်ချန်ပီယံလိဂ်ပြန်ပွဲဖြစ်ဒုတိယကြော့ဖြစ်ကျွန်တော်ရေးအကုန်သွားခင်ရမယ် ဒုတိယကြော်ပြန်ရမယ်။ဒုတိယချက်မှာဆိုရင်ကျွန်တော်တို့အာဆင်နယ်ကဖခင်မှာဆိုသူနေတဲ့သုံးဂိုးပြန်နိုင်ရရှိထားတယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကသူနေတဲ့လက်စင်တက်ဖို့ကကျွန်တော်တော်တော်လေးသူနေအခြေအနေကောင်းနေတယ်။ဒါရမယ်လေဗျာ။သွားပြီးတော့ကျွန်တော်ဒီပို့လို့မရဘူး။ဘာလို့လဲဆိုတော့ပြန်မကကျွန်တော်ရေးမထွက်။ရေးမထွက်ကိုကျွန်တော်သွားပြီးကျွန်တော်ဒီချော့လို့မရဘူး။ဒီနေရာမှာဆိုရင် ဆိုတော့ကျွန်တော်ဒီဘက်မှာဆိုကျွန်တော်ဒီအာဆင်နယ်ကကျွန်တော်ဒီကစားသမားတွေနဲ့လူချန်ကောင်းတွေနဲ့ချန်လာနိုင်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ဒီဂျာယာမှာဆိုကျွန်တော်ရေးနေတဲ့ကံရအောင်မယ်။တရိယာကြော့။ဘာမဲ့ဆိုကျွန်တော်လက်ရှိချိန်မှာဆိုကျွန်တော်ဒီအာဆင်နယ်ကကျွန်တော်ဒီချန်ပီယံလိမှာဆိုတော့၃ခုပြတ်နိုင်ထားတယ်။ဘာမဲ့ဆိုတော့ဒုတိယကြော့မှာဆိုကျွန်တော်ဒီအာဆင်နယ်ကကျွန်တော်ဒီတိတ်ပြီးတော့ကျွန်တော်ဒီရမဆွေအများကြီးတွေနဲ့အာကျိုးစားကြမလို့ဆိုရမယ်လေရှော့တော်တော်များဘူးအဲ့တော့ကျွန်တော်အစင်းကသူနဲ့လူချန်ကသူနဲ့ချန်လန်နိုင်မယ်ဒီဘက်စမှာဆိုရင်ကျွန်တော်တို့ဒီအာကျွန်တော်တို့ဒီဒီဘက်ကကျွန်တော်တို့ဒီအိုဂျော်ဂျင်ဟိုးတို့ပြီးတော့ကျွန်တော်တို့စတာလင်တို့သူတို့ကပြောမှသူ တွင်နဲ့အမြန်လိုင်းချင်ရှိရဒီဘက်မှာဆိုကျွန်တော်တို့ဒီအာဆင်နယ်ကကျွန်တော်တို့ဒီ AA ဆေးသူနဲ့ကစားမယ်တတိယမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဗရန်ဖို့ကြည့်မယ်ဆိုရင်ဗရန်ဖို့ကကျွန်တော်တို့ဒီခြေသွန်းကဘယ်လုံးမှကျွန်တော်တို့အားစရာမရှိဘူးနောက်ဆုံးငောင်းမှာဆိုရင်ဗရန်ဖို့သူနဲ့တပွဲနိုင်တပွဲနိုင်နဲ့နှစ်ပွဲရှုံနဲ့နှစ်ပွဲတည်ရကြတယ်ဘာမှဆိုရင်သူတို့အတင်းကကျွန်တော်တို့ဒီခြေသွန်းကြီးက တော်တော်လေးသူတွေဆိုးွားနေတယ်။ညညမှာဆိုပထမကြော့ကကျွန်တော်တို့အဆင်သူတွေနဲ့အင်ကွန်သူတွေရှုံထားတယ်။ဒီပွဲစဉ်မှာဆိုကျွန်တော်တို့အဆင်နဲ့ကျွန်တော်အင်ကွန်မှာကံမယ်။ legendary မှာဆိုကျွန်တော်တို့ဒီအဆင်နဲ့ကျွန်တော်တို့ဒီကစားသမားတွေကျွန်တော်စစ်ပိုင်းဆိုင်ရာတကြွနေမှုတွေခြေစွမ်းပိုင်းတွေဒါတွေကိုကြည့်ပြီးပြောမယ်ဆိုကျွန်တော်တို့ဒီအဆင်ကဒီဘက်မှာဆွေသူတွေနဲ့အနေဆုံးသူတွေနဲ့တည်သူတွေနဲ့ကစားမယ်။ပြောမယ်ဆိုရင်တည်ရင်တိုင်းပြောမယ်ဆိုရင်ဒီဘက်မှာဆိုရင်အဆင်နဲ့သူတွေနဲ့ရှုံးတော့ကျွန်တော်တို့လည်းမြင်မိတယ်။ဒါကတော့ကျွန်တော်တို့ဒီစနေမှာကံမယ်ကျွန်တော်တို့ဒီပွဲစဉ်နဲ့ဖြစ်တဲ့ကျွန်တော်တို့ဒီ Man City နဲ့ Crystal Palace ရဲ့ပွဲစဉ်ပြီးတော့ကျွန်တော်တို့ဒီအာအဆင်နဲ့ဘရန်ဖို့ကျွန်တော်ပွဲစဉ်ဒီဘက်ကြပြပါတာ အလုံးကျွန်တော်ခုပါကွန်ဆောလ်နေဖြစ်ကွန်ဆောလ်နေဖြစ်ပါစေစီးနေရှိကြနောက်နောက်ဗီဒီယိုကကျွန်တော်ပြန်တွေ့မယ်